မြေတကွက်ကိုဥပဒေနဲ့အညီပိုင်ဆိုင်တယ်ဆိုရင်အဲ့ဒီမြေကိုအသုံးပြုခွင့်ရောင်းချခွင့်အမွေပေးခွင့်အကုန်ရပါတယ်ဥပမာဘိုးဘပါမြေဂရန်မြေလိုမျိုးဖြစ်ပါတယ်ဒါပေမဲ့ကြီးရွာမြေဆိုတာကနည်းနည်းရှုပ်ထွေးပါတယ်သူကဥပဒေလည်းမထွက်ဘူးဂရန်မြေလည်းမဟုတ်ဘူးတနည်းအားဖြင့်သူကအစိုးရပိုင်မြေအမျိုးသားထဲမှာပါပါတယ်ကဲအဲ့ဒီလိုဆိုရင်အစိုးရပိုင်ကြီးရွာမြေကိုမှတ်ပုံနဲ့စာချုပ်နဲ့ဝယ်လိုက်ရင်ရောတရားဝင် အမိဘကိုပိုင်ဆိုင်ခွင့်ရမှာလား ားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိန်းအောင်ပါဒီနေ့မှာတော့အများစိတ်ဝင်စားနေကြတဲ့ကြီးရွာမြေဆိုတာခိုင်မာမှုရှိသလားဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေပေးကြပါတယ်ဒီဇလန်ကတော့ပြည်မြို့နယ်မှာဖြစ်ခဲ့တာပါတနေ့မှာဒေါ်ပြုံးရဲ့အမဖြစ်သူဒေါ်အောင်ကပြည်မြို့နယ်မှာအိမ်နဲ့မြေတစ်ခွက်ကိုမှတ်ပုံနဲ့စာကျူးနဲ့ဝယ်လိုက်ပါတယ်ပြီးတော့အဲ့ဒီအိမ်မှာစုမောင်နဲ့ဇနင်းဒေါ်ဂျီတို့ကို မိသားစုဝင်အနေနဲ့အတူနေခိုင်းထားပါတယ်နောက်တော့အိမ်ဝယ်ထားတဲ့အမဖြစ်သူဒေါ်အောင်ရောသူ့မောင်ပါဆုံးသွားပါတယ် ဲ့ဒီမှာတင်ဇလန်ကစတာပါတော့ပြုံးကအဲ့ဒီအိမ်နဲ့မြေကိုအမတ်စီကအမွေဆက်ခံတာဒါငါအိမ်ဖြစ်တယ်ရောင်မဖြစ်တဲ့ဒေါ်ကြီးအိမ်ပေါ်ကနေဆင်းပေးပါဆိုပြီးတော့တရားဆွဲပါတယ်ဒေါ်ကြီးဘက်ကလည်းပြန်ရှိပါပါတယ်ဒီအိမ်ကိုဝယ်တော့ကဒေါ်အောင်တယောက်တဲ့ပတ်စံနဲ့ဝယ်တာမဟုတ်ဘူးမိသားစုအလုံးစုထားတဲ့ပတ်စံနဲ့ဝယ်တာကျမလည်းပိုင်ရှင်တယောက်အနေနဲ့နေတာအဲ့တဲ့အနေနဲ့နေတာမဟုတ်ဘူးဆိုပြီးတော့ပြန်ရှိပါပါတယ်အောက်ယုံနေမှာတော့တရားဆွဲတဲ့ဒေါ်ပြုံးကအနိုင်ရခဲ့ပါတယ် ဒါပေမဲ့ဒီအမှုကတရားရုံးချုပ်အထိကိုရောက်သွားပါတယ်။တရားရုံးချုပ်ကဒီမှုကိုအဓိကအချက်၃ချက်နဲ့စစ်ဆေးပြီးတော့ဆွန့်ပြတ်ခဲ့ပါတယ်။ပထမအချက်အနေနဲ့တရားရုံးကမြေစင်းအရာရှိတွေကိုစစ်ဆေးလိုက်တဲ့အခါဒီမြေကပုဂ္ဂလိကပိုင်တဲ့မြေမဟုတ်ပါဘူး။လေယာဉ်မြေလည်းမဟုတ်ပါဘူး။ဂရမ်းမြေလည်းမဟုတ်ပါဘူး။သူက အစိုးရပိုင်တဲ့ရွာမြေသာဖြစ်နေပါတယ်။ဒုတိယတစ်ချက်အနေနဲ့အမှုကိုစစ်လိုက်တော့မူလရောင်းသူဦးတင်အောင်ဟာမြေကိုတရားဝင်လက်ဝတ်ထားခွင့်ရထားတဲ့သူမဟုတ်ပါဘူး။ ဥပဒေအရဆိုရင်မိကိုလက်ဝဲထားရှိခွင့်ရှိတဲ့သူကပဲတရားဝင်လွှဲပြောင်းရောင်းချခွင့်ရှိတာပါအခုတော့ဒီအယောင်းဝယ်ကမူလကလေးကတရားမဝင်ဘူးဖြစ်နေပါတယ်တတိယတစ်ချက်ကတော့အရေးကြီးဆုံးဖြစ်ပါတယ်ရောင်းဝယ်မရှိတဲ့သူစီကဝယ်ထားတဲ့အတွက်ကြောင့်ဒေါ်အောင်ဟာဘယ်တော့မှဒီမိရဲ့တရားဝင်ပိုင်ရှင်ဖြစ်မလာခဲ့ပါဘူးဒီနေရာမှာအဲ့ဒီမိကမှတ်ပုံနဲ့စာချုပ်နဲ့ဝယ်ထားတာလေဆိုပြီးတော့မေးစရာရှိပါတယ်ဒါနဲ့ပတ်သက်လို့တရားရုံးကျိုးရဲ့ဆွင့်ပြချက်ကရှင်းပါတယ်အဲ့ဒါကတော့ မူလအယောင်းဝယ်ကိုယ်တိုင်ကတရားမဝင်တဲ့အတွက်ကြောင့်အဲ့ဒီအပေါ်မှာထက်ဆင်ရှုပ်ဆိုတဲ့မှတ်ပုံတင်စာချုပ်ကလည်းဘာမှအရာမထင်ဘူးဆိုတာပါဒါကြောင့်တရားရုံးချုပ်ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ကတော့ဒေါ်အောင်ကတရားဝင်ပိုင်ရှင်မဟုတ်တဲ့အတွက်ကြောင့်သူ့စီကအမွေဆက်ခံတယ်ဆိုတဲ့ဒေါ်ပြုံးမှလည်းဒီမျိုးကိုတရားဝင်ပိုင်ဆိုင်ခွင့်မရှိပါဘူးဒါကြောင့်ဒေါ်ပြုံးမှမျိုးကိုတရားဝင်မပိုင်တဲ့အတွက်ဒေါ်ကြီးကိုအိမ်ပေါ်ကနေဖေချပေးဖို့တရားစွဲပိုင်ခွင့်လည်းမရှိပါဘူးဒီဆုံးဖြတ်ချက်အရာတရားစွဲသူဒေါ်ပြုံးချုံသွားပြီးတော့ အိမ်ပေါ်မှာဆက်လက်နေထိုင်နေတဲ့ရောင်မဖြစ်သူဒေါ်ကြီးကအနားရတော့ပါတယ်။ကဲဒီဇယ်လန်ကနေကျွန်တော်တို့ဘာသင်ခန်းစာတွေရမလဲကြည့်အောင်ပါ။အစိုးရပိုင်းမြေအထူးသဖြင့်ကြီးရွာမြေတွေကိုဝယ်မယ်ဆိုရင်အရန်တတိထားဖို့လိုအပ်ပါတယ်။အစိုးရပိုင်းမြေဆိုတာတရားဝင် ရောင်းချခွင့်ပိုင်ဆိုင်ခွင့်အမွေဆက်ခံခွင့်မရှိပါဘူး။အခုလေအစိုးရပိုင်းတဲ့ရွာမြေကိုဝယ်မိရင်ကိုယ့်ရဲ့လက်ထက်မှာမှတ်ပုံနဲ့စာချုပ်အခိုင်အမာရှိနေရင်တောင်မှတရားဝင်ပိုင်ရှင် ဖြစ်လာမှာမဟုတ်ပါဘူး။တရားဝင် အမိပေါက်လည်းဖြစ်လာမှာမဟုတ်ပါဘူး။ ကိုယ်တိုင်ပိုင်ရှင်မဟုတ်တဲ့အတွက်ကြောင့်အဲ့ဒီမိဘမှာနေနေတဲ့သူကိုလည်းဖေရှားခိုင်းလို့မရဘူးဆိုတဲ့အကြောင်းကိုဥပဒေဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဇလန်ကို1995မြန်မာနိုင်ငံတရားစီရင်ထုံးဒေါ်ဂျီနဲ့ဒေါ်ပြွန်တရမအထူးအယူခံမှုကိုအဓိကကိုကတင်ပြခဲ့တာပါ။ဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတစုံတရာရလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်နေ့မှပြန်ဆုံကြပါမယ်။မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။